ရန်ကုန်ရောက်လာတာကဗာတွဲချောင်းရောက်လာလဲဆိုဟဲဆလွန်လာတက်တာပေါ့ဟဲဆလွန်လာတက်တယ်ပြီးတော့ဒီမှာကျွန်မချစ်တဲ့ချစ်ရတဲ့လူနဲ့လည်းနင်းနန်းနေလို့ရမယ်ဆိုတော့ရွေချမ်းနဲ့ကျွန်မရန်ကုန်ရောက်လာခဲ့ရပေါ့နော်အဲ့လိုနဲ့ကျွန်မရန်ကုန်ရောက်လာအခုဆိုနှစ်ကျော်သွားပြီပေါ့နော်အရင်ဆုံးကျွန်မတက်ခဲ့တဲ့တန်တန်းနေနဲ့ပတ်သက်ပြီးကျွန်မပြောပြပေးမယ်။ကျွန်မကအရင်ဆုံးတက်ခဲ့တာဒီ hair salon ပေါ့နော်။အမ်တန်တန်းနာမည်မပြောတော့ဘူး။ ပြောဆိုရလဲဒါဒီတိုင်းမှာပဲเนาะမပြောတာဟုတ်ကောင်းတာမကောင်းတာကြောင့်မပြောတာမဟုတ်ဘူးတင်တန်းမှာကျမတို့စတဲ့တဲ့အချိန်ပေါ့เนาะတင်တန်းကာလစုစုပေါင်း9လလောက်ကြာသွားတယ်အဲဆိုင်ထဲမှာ training တွေဝင်တာမပါသေးဘူးပေါ့เนาะဆိုင်ထဲမှာ training ဝင်တဲ့အချိန်က 3လဆို8လလောက်ကြာသွားတယ်8လအောင်မှာစိုင်ထဲမှာအလုပ်ပြန်ရဖို့အတွက်ကျမတို့ဟိုအင်တာဗျူးတွေတက်ဖြစ်ရယ်စိုင်ထဲဝင်ရဖို့စောင့်လာနေဆိုရင်တလားထက်ကြာသွား9လလောက်ကြာသွားတယ်အဲ10လမြောက်9လကျော်လောက်တဲ့အချိန်မှာကျမတို့စိုင်ထဲမှာအလုပ်စဝင်လို့ရသွားတယ်ဗောနော်အဲ့မှာကျမတို့စုစုပေါင်း9ယောက်ပေါ့အဖွဲ့9ယောက်ကတယောက်တနေရာစီရောက်သွားတာအကုန်လုံးတယောက်တနေရာစီရောက်9ယောက်ရှိရယ်ကျမတို့9ယောက်ရှိရယ်ဗောနော်အဲ့မှာကျမတို့9ယောက်က အလုရသွားပြီပေါ့နော်အလုရသွားပြီဒါမှတယောက်တနည်းစီတယောက်တနည်းစီကျမကြောက်ဒီရန်ကုန်ရွှေပြည်သာဘက်မှာကျမကတောင်းမကြရပေါ့နော်သူတို့ဂျန်တဲ့၄ယောက်ကကြောက်လိုင်းသားဘက်မှာကြာခဲ့တယ်အဲ့လိုနဲ့ပဲအော်တယောက်ကကြောက်တော့ဘကူးမလာမသိဘူး၃ယောက်ကကြောက်တော့ဒီလိုင်းသားရမှာပေါ့နော်အားနဲ့ကျမတို့ရေနေရာမတူတော့ဘူးတယောက်တနည်းစီရောက်သွားကြရဲအမရောက်ခဲ့အဲ့လိုဆိုင်နေမခွဲခင်အချိန်လေးပေါ့နော်အဲ့လိုတရအဖွဲတွေမခွဲခင်အချိန်လေးမှာကျမတို့အဲ့လိုဆိုင်ထိုင်ပြီးတော့လေ ဟိုမုကထရေပါမုကထရေပါသွက်ဆကြတယ်ပေါ့နော်အဲ့ချိန်မှာသွက်ဆကြတဲ့ချိန်မှာကျမငိုတာဟိုအစကျဘာလို့ငိုလဲဆိုတော့ဖုန်းဆက်တာလေကျမတို့ဘယ်ဆိုင်ပညာဘယ်ဆိုင်ကိုကျမတို့ရောက်မလဲဆိုတော့သိချင်လို့ကျမတို့ဒီဆိုင်ရဲ့တာဝန်ရှိတဲ့လီဒါတွေပေါ့နော်ကျမတို့ဖုန်းဆက်ကြရယ်ဖုန်းဆက်ကြတဲ့ချိန်မှာပြောရပါတော့အာကျမတို့ကြတော့ဒီရွှေပြည်သာပဲကြာတယ်ကျန်တဲ့လူကြတော့ကျန်တဲ့နေရာဆိုတော့ဟိုကျန်တဲ့လူတွေကြတော့သစုသစီးတဲ့ တစုတစီတဲ့တနရာထဲမှာသွားကြတဲ့ခါကျတော့ကိုကအားငယ်စိတ်ဝင်ပြီးတော့ငူတာကျွန်မအတကုံမောင်းကအာဆရာမရေပါဖြစ်တယ်ညာဖြစ်တယ်ဘောနော်ငါ့ကိုအမြင်ကက်လို့ပဲဖြစ်ရမယ်ငါ့ကိုအမြင်ကက်လို့ဒီလိုတတ်တတ်စီခွဲထားတာပဲဖြစ်ရမယ်ဆိုပြီးအာကိုစိတ်နဲ့ကိုဘောနော်ထင်ပြီးတော့ one having ငိုတယ်ငယ်ချင်းနမငိုပါနဲ့သူတို့တွေကကိုယ့်လက်ကိုကင်ထားတာမငိုပါနဲ့ဂျူနီယာဘာမှမဖြစ်ပါဘူးငါတို့နေ့အမြင်နဲ့လာတွေ့မှာပါပြောတယ်ပြောတဲ့ခါကျကိုကသူတို့လက်ကိုဖယ်ချပြောတော်ပြီးနင်တို့ရှောက်ပြောတာငါနင်တို့စကားကိုမယုံဘူး နင်တို့စကားငါမယုံငါခုတော့ငါတယောက်တည်းသွားရတော့မယ်ငါတယောက်တည်းအဖော်လည်းမရှိဘူးနင်တို့ကကြအဖော်ကိုစုနဲ့အဖော်ကိုစီနဲ့ပေါ့နော်ငါတယောက်တည်းဆိုပြီးဝိုင်းနေဝိုင်းနေပြီးတော့ဘလောက်ဝိုင်းနေတာသူများရဲ့ဆရာမကြီးကြတော့တည်မလားဆိုင်ထဲမဝင်ခင်လေတရက်လောက်နားခွင့်ပေးရဲ့တရက်လောက်နားခွင့်ပေးတော့မှကျမမနာတော့မနာပဲနဲ့အဲ့ဒီချက်ချင်းချက်ချင်းဆိုင်ထဲဝင်မယ်ဆိုပြီးတော့ကျမအဲ့တောင်ရှိရဲ့ဒီတီချဲတယောက်ကိုကျွန်မဖုန်းဆက်တယ်ပေါ့နော်တီချဲသမီးကတော့ဆိုင်ကိုလာတော့မယ်ဆိုင်ဝင်တော့မယ် အမနာတော့ဘူးလားအမနာတော့တချဲတမီးကဆိုင်ဝင်တော့မယ်ဆိုင်လာခဲ့တော့မယ်တမီးလိတ်စာလေးပို့ပေးပါအောင်ပါညာနဲ့ဆိုင်ရောက်သွားတယ်အမကျမတို့ကျမတို့အဲ့ကျမတို့တငယ်ချင်းတွေကလိုက်ပို့ပေးရပါတော့တငယ်ချင်းတွေရောက်ကလိုက်ပို့ပေးတယ်လိုက်ပို့ပေးတဲ့ခါကျတော့ခိုလဲရောက်ရောခိုလဲရောက်ရောနော်အာဟိုမရောက်ခင်ဟိုမရောက်ခင်ကိုပြောပြအောင်မယ်ဟိုမရောက်ခင်မှာအာဆီယမပေးရဲ့ဒီတီချေပေးတဲ့ဖုန်းနံပါတ်ပေါ့နော်ဆိုင်ရဲ့လီတာပေါ့တောင်ရှိရဲ့လီတာရဲ့ဖုန်းနံပါတ်ကိုကျမတို့ပေးလိုက်တယ် ဲ့ခါမှာကျမကအဲ့ဆိုင်ရဲ့လီဒါကိုဖုန်းဆက်တယ်လေဆက်လို့မရအောင်ဖုန်းကလည်းဝင်တယ်မဝင်ဖုန်းဝင်လဲဖုန်းဝင်လဲဖုန်းကမပြောင်းဘူးပေါ့အတိတ်ကတော့ဖုန်းမဟုတ်ဖုန်းကိုမကင်တာပေါ့နော်မကင်တော့အဲ့ကျမဆိုင်ရောက်သွားတော့သွားပြောရဲအကိုလို့အကိုညီမဖုန်းခေါ်သေးရဲ့လို့ဟောအကိုကဖုန်းမကင်လို့ပေါ့နော် ဖုန်းမကင်ဘူးလို့ပြောတော့အဆာလီတာဘာမှမပြောစကားပါညာဘာမှဘာတခုမှမပြောဘဲနဲ့ခက်တီတီနဲ့သူကဟိုဆိုင်ထဲမှာထားထားပြီးတဲ့ခုံလေးရှိရလေဒီ table အဝိုင်းတိတိလေးရှိရအမှ chair တိတိလေးနဲ့အဲ့အဲ့ခုံဝိုင်းမှာသူကတော့ထိုင်ပြီးတော့ဆာရဆာတန်းနေကင်လာပြီးတော့နာမည်ပြောတဲ့ဒါကစိတ်ထဲမှာနည်းနည်းရုပ်တဲ့စိတ်နည်းနည်းခုွားလေးတခုတော့ဟဲ့ငါဒီဟိုသူ့ကိုဖုန်းခေါ်လို့မရတဲ့အကြောင်းပြောနေတာသူ responsible လည်းမရှိဘူးပေါ့နော်စိတ်ထဲမှာတွေးရပါတော့တွေးတဲ့အချိန်မှာသူက ကို့ဘာမှမပြီးလဲဆိုတော့နာမည်ပြောတဲ့နာမည်ပြောဖုန်းနံပါတ်ပြောအာပြီးတော့တင်တန်းဆင်းခဲ့တဲ့ကာလပါညာသားတကားပေါ့နော်အဲ့အ ਾਇ ပြောတော့အမကိုဖြီလိုက်တယ်ဖြီပြီးတော့နောက်နေ့ကျအလုတ်တောင်းဝင်ရအလုတ်တောင်းဝင်တဲ့ခါကျတော့ကိုကကိုစမလေးဘောဖနက်လို့ပဲကျမအလွယ်ပြောလိုက်တော့မနော်ရှူဖနက်ပေါ့ကွခွန်မဆိုရင်ဒီစနီကာပေါ့တနည်းပြောမယ်စနီကာကျမစမမရှိဘူးကျမမရှိဘူးကျမလူကြအခိုင်းကြောက်တင်တန်းနေတက်တဲ့ချိန်ထွင်းနေစမ်းကြမင်းကလေးဆန်ဆန်ပေါ့ကွအဲ့လိုဖနက်တွေစီးပေါ့ဘာဖနက်တွေပဲစီးပြီးတင်တန်းတက်ခဲ့တဲ့ခါကျဆို တန်တန်းချက်တက်ခဲ့တဲ့အခါကျတော့ကျွန်မဆီမှာစနီကာဖနာမရှိဘူးမရှိတော့ဟောဟောစကားမစံတော့ဖြတ်ပြီးပြောဦးမယ်ဒီအကြောင်းကိုပြောတာကြတာဘဝရဲ့အတွေ့အကြုံ sharing လုပ်ပေးရနော်ဟိုလိုကြုံခဲ့ရတဲ့နည်းအခက်အခဲလေး sharing လုပ်ပေးရတစုံတယောက်ကိုထိခိုက်စေချင်တဲ့စိတ်နဲ့ပြောရတော့မဟုတ်ဘူးနော်ကို့အကြောင်းကိုပြောရနော်ရရပြီအဲ့ဆိုပြန်ဆက်လိုက်တော့မယ်အဲ့နဲ့ကျွန်မအဲ့လိုပြောတဲ့အခါမှာအမ် အော်အဲ့လိုပြောတဲ့ခါမှာမဟုတ်ကျွန်မက sneaker မရှိဘူးပေါ့နော် sneaker မရှိဘူးဆိုတော့စိုင်းနဲ့အလုပ်ဝင်ရပြီစိုင်းနဲ့မှကျတော့တတ်မှတ်ထားတာ sneaker နဲ့စီရမယ်ကျွန်မစိတ်ထင်တော့အော်ယောက်ျားလေးတီးတတ်မယ်ပြောရချင်းလို့ပေါ့နော်မိန်းကလေးကြတို့တော့ dog play နဲ့လည်းရမယ်ထင်တာပေါ့နော်ကျန်တဲ့စိုင်းလည်း dog play နဲ့ရတယ်ကျန်တဲ့စိုင်းဆိုတာဒီကျွန်မတို့တတ်ထားတဲ့တင်တန်းကတခြားစိုင်းခွဲလေးပေါ့နော်အဲ့မှာကျတော့ dog dog ဖက်နဲ့တင်နဲ့ရတယ်ဆိုတော့ Korea စိတ်ထင်မှာအော် dog ဖက်နဲ့တင်နဲ့လည်းရမယ် yoyo ဖက်နဲ့လည်းရမှာပဲဆိုရင်ကျွန်မအမယူယူဖက်နဲ့ပဲ daily well ဖက်နဲ့ကလေးကိုပဲကျွန်မစီးပြီးတော့စိုင်းနဲ့အလုပ်စဆင်းတယ် ဆိုင်ထက်အလုပ်ဆဆင်းတဲ့ချိန်မှာသူတို့ပြောသလိုပတ်အမဲလေးလေးကျမဝတ်ထားတယ်။အာပတ်အမဲလေးနဲ့ပဲသူတို့က style ဟိုဘောင်းဘီဆိုလို့ရှိရင်အမဲအောက်ဒီအောက်ပိုင်းကိုဆိုလို့ရှိရင်အမဲပဲပေါ့နော်အပေါ်ဆိုရင် white ဒါမှမဟုတ် grey ပေါ့အဲ့လိုအယောင်လေးနှစ်မျိုးပဲဝတ်ခိုင်းတာ။ဟိုတခြားအယောင်ဒီရှော့ရှော့ရှက်ရှက်လေးမိုးခါအောင်ပေါ့။ဝတ်အရင်ဆွဲဖို့အတွက်မျက်ခုံးဘူးရင်ဆွဲဖို့တော့ brush လိုက်ရှာဒီမှာအမုံလေးရင်ချင်း အဲ့လိုနဲ့ကျမတို့စိတ်ထဲမှာတွေးကြပါဘောနော်ဟာငါတို့သူတို့ပတ်စံထုတ်ပေးရလဲမဟုတ်ပဲနဲ့ငါတို့ဟိုဟာမဝေးရဘူးဒီဟာမဝေးရဘူးစီကန်းနေစီချက်တွေများရယ်ဘောနော်အဲ့လိုတွေးတွေးကြပါဘောအာနဲ့နောက်ကျဆိုင်ထဲဝင်ပြီးဝင်ပြီးအာခုနကလေးပြန်ဆက်လိုက်မယ်စကားရယ်ရှင်းပြီးရှင်းရလိုက်နောက်လိုက်ဖြစ်ရယ်အမပြန်ဆက်မယ်ပြန်ဆက်တဲ့ခါကျတော့ကျမတို့ဆိုင်ထဲဝင်ပြီးကျမတယောက်တည်းဘောနော်အဲ့ရွှေပြီးကြမှာကျမပတ်အမဲရောင်လေးလောဝတ်ထားရယ်အဲ့နေကျတော့အဲ့လိုကောက်ကကြတော့မရသေးဟိုလေ training စင်းတော့ကပေးထားရဲ့သူတို့ရဲ့ဟို t-shirt uniform လေးပေါ့နော်အဲ့လေးဝတ်ပြီးစင်း ဆင်းပြီးတော့နောက်နေ့ကျတော့ကိုစီမာအမဲအောင်ကကြတော့လေဟိုအတူလေးတွေပဲရှိတော့လေကိုကကြဆိုင်ထဲမှာကျတော့ဝင်ထမ်းရယောက်ကြလေးရအရင်များတာဝင်ထမ်းယောက်ကြလေးအရင်များတော့စိတ်ထဲမှာ comfortable မဖြစ်ဘူးခါတိုင်းတင်တန်းသွားတဲ့ချိန်ဝစ်တယ်ဆိုတာကြတော့ဒါမင်းကလေးရောယောက်ကြလေးရောတင်တန်းမှာလူဆုံတယ်လေနော်လူတွေရောထားတဲ့အခါကျတော့လူဆုံတော့ဝစ်ရဲတယ်တတပြောရမလို့ကိုယ်စိတ်ကိုကိုယ် comfortable ဖြစ်တယ်ပေါ့နော်။ဆိုင်ထဲဝင်တဲ့ခါကျတော့ဆိုင်ထဲမှာကျတော့လုံးဝ ယောက်ျားလေးပဲဟိုယောက်ျားလေးကတော်တော်များတယ်မိန်းကလေးကနှစ်ယောက်ပဲရှိတယ်လေကျမအပါဝင်ဟိုမှအဲ့ဆိုစိတ်ထဲမှာ comfortable မဖြစ်ဘူးအဲ့တော့ကျမကဘယ်လိုပြောမလဲမဝတ်ဘူးပေါ့နော်အတူတွေဆိုကျမမဝတ်ပဲနဲ့တင်ထားလိုက်တော့ပါဘောနော်အဲ့ကလေးကနေအအတူတွေဆိုမဝတ်ပဲနဲ့ကျမတင်ထားလိုက်တယ်တင်ထားပြီးတော့အမကျမစမှာဘောင်းမီအရှိရလဲအမဲရောင်ရလဲမရှိတော့ဘူးမရှိတော့အဲ့ဒီတည့်ရက်ပေါ့နော်တည့်ရက်တော့ကျမဂျင်းအပြလေးဖြစ်မယ်ဂျင်းအပြလေးနဲ့ကျမဆိုင်ထဲဝင်တယ် ကျင်းပြလေးနဲ့ကျမဆိုင်ထဲမှာနေရပေါ့နော်နေတော့အမစီနီယာအကိုတယောက်ခွချမလည်းပြောတယ်ကျမတိတ်မခင်ခင်ပေါ့နော်အရင်ခင်သွားတဲ့ခါမှာတော့အကုန်လုံးကသဘောကောက်ကြပါတယ်အမစီနီယာအကိုကြောက်ခွချမလည်းပြောတယ်ဆိုင်ထဲမှာနေလို့ရှိရင်တဲ့အဘောင်းမီယာရဲ့အမဲရလွဲရင်တခြားဘက်ရောက်မှဝေးလို့မရဘူးတဲ့အဲ့ဒါနဲ့ကျမကိုလိုညီမရှော်ထားတာလို့မိုးရရအရင်ရွာတာကိုအချာမိုးရတီစောလေမိုးရရရွာတယ်တထဲမှလည်းမချောက်ဘူးအဝိလန်းနေရာလည်းအစင်မပြေတဲ့ခါကျတော့အာအဲ့လိုပြပြတော့သူက ။နောက်ဆိုရင်နံပါတ်ဝိနေတဲ့အမဲပဲအမဲဦးလို့အမဲပဲဝိရမှာတဲ့။ဟိုတခြားရောက်နေဝိလို့မရဘူးပေါ့နော်။ကြည့်ရတယ်လေသူတို့တွေကကျမမလာခင်အချိန်မှာအဲ့လိုအချင်းချင်းတိုင်ပင်သားကြလဲရှိမှချင်းတယ်။အာငယ်လေးလာမှညို့တီတီငင်ငင်နေကြပေါ့နော်။အဝင်ထမ်းတက်လာမှညို့တီတီငင်ငင်နေကြပါညာတိုင်ပင်သားကြရှိမှတင်တယ်။သူတို့တန့်ရှေးလောက်တဲ့အခါဆိုမနဲ့ဆိုလို့ရှိရင်ကျမတို့က9နိုင်ခွဲ6နိုင်လောက်ဆိုထားရပြီဆိုင်အောက်ဆင်းပြီးတော့ဆိုင်ရကြတော့7နိုင်ခွဲဖွင့်တာဟုတ် ၈နာရီ၈နာရီခွဲမဖွင့်ခင်အချိန်မှာကျမတို့ဆိုင်တက်ရှိတွေပြောင်းလုပ်ထားရတယ်။အကုန်လုံးကိုတာဝန်ခွဲပြီးထားတယ်။ကျမတို့ကြတော့ဒီဟိုပါပေါ့နော်။ဒီလိုစင်စင်နေပေါ့နော်။ဟိုစေးတောင်းနေထားတဲ့နေရာတွေဒီစေးတောင်းထားတဲ့နေရာတွေပန်းအိုးထားတဲ့နေရာပန်းအိုးဆိုတာဒီစင်ပေါ်မှာရှက်ပန်းအိုးလေးပေါ့နော်။အဲစေးတောင်းနေထားတဲ့နေရာကျမတို့တက်ရှိလောက်ခိုင်းနေပြီးတော့ဘီးတွေစေးခိုင်းနေကလစ်တွေစေးခိုင်းနေကျမတို့ ျမလှုပ်တယ်ကျမဒါပေမဲ့ကျမကိုကျမသိရယ်ကျမတောင်းဝင်မကြည့်ဘူးဆိုတာဘလို့တောင်းဝင်မကြည့်ရလဲဆိုတော့ကျမတက်ရှိလှုပ်တာအရန်ပြောင်းသွားရင်အထိမဖြစ်ဘူးပေါ့နော်တက်ရှိလှုပ်တာပြောင်းလက်သွားခြင်းမဖြစ်ဘူးသူတို့လိုချင်တယ်လို့မဖြစ်ဘူးပေါ့ I'm sorry ခဏလေးဘန်ကြပါလို့သူတို့လိုချင်တဲ့ပုံစံကိုမဖြစ်ဘူးပေါ့နော်အခါကျတော့အမီတင်တိုင်းမှာကျမကပြောတယ်ကျမပုံစံမကြိုက်ဘူးပေါ့နော်ကျမတက်ရှိလှုပ်တဲ့ပုံစံမကြိုက်ဘူးအညာတတကအဲ့လိုမျိုးပြောကြရဲ့ ပြောကြရဲပြီးတော့အဲ့နဲ့ကျမလည်းစိတ်လူငယ်တဘာဝအရာစိတ်ကတော့နည်းနည်းခုတက်တာပေါ့နော်စိတ်ကတော့ဘလို့တဘောတာအရင်မကြည့်တရလည်းပါမယ်ပေါ့စိတ်ထဲမှာတွေးလိုက်တာခုံမွေးဆွဲလို့ပြီးသွားနောက်ပိုင်းကျမရဲ့စိတ်ကိုကျမပြန်ပြီးတော့ပြင်ဆင်တာပေါ့နော်ဘလို့ပြင်ဆင်လဲဆိုတော့အော်ငါဒီဆိုင်ထဲကိုလာနေတာကငါဒီဆိုင်ထဲမှာနေနေတာကငါပညာယူဖို့နောက်တစ်ချိန်ငါဆိုင်ဖွင့်တဲ့အခါကြလို့ရှိရင် ဟိုတည်တင်းတိထိုက်တာတွေတတ်တာတတ်ထားတင်တာတွေငါတတ်ဖို့အတွက်ပေါ့နော်ငါပညာလိုက်ယူရဲအဲ့တော့ငါတီးခံစရာရှိရတီးခံရမယ်ပေါ့နော်အဲ့လိုစိတ်နဲ့ကျမကတီးခံနေရဲအဲ့လိုနဲ့ပဲနေလာလိုက်တာလေးလားလောက်မြောက်သွားတဲ့ချိန်လေးလားမြောက်သွားတယ်ပေါ့နော်ကျမအလုပ်ထွက်တာကျမငါးလားကြော်ရဲချိန်မှာကျမအလုပ်ထွက်တယ်လေးလားမြောက်ကြတော့ကျမလုံးဝမပြောလာတော့ဘာမှဘာဖြစ်လို့မပြောလာတော့လဲဆိုရင်မီတင်လောက်တိုင်းကိုလည်းအကောင်းဆုံးကြိုးစားပါတယ်ကိုညီမကျတော့ customer complaint နဲ့တက်ဖွယ်လေး အဟဲကိုအမားကိုလည်းတည်ရဲဒါပေမဲ့ customer တွေပေါ့အကောင်းဆုံးပြန်ပြီးဝန်ဆောင်မှုပေးရပါတော့ဒါပေမဲ့ meeting လောက်တိုင်းဟိုဘယ်လိုပြောမလဲဒီဆိုင်ရဲ့တောင်းရင်ရှိရဲ့ leader တယောက်ကအမြဲတမ်းအဖြစ်တည်ပြောတယ်အခါကျတော့ main ကလေးလည်းဖြစ်တယ်ထိလွယ်ရှာလွယ်လည်းဖြစ်တဲ့အခါကျတော့စိတ်ထဲမှာမပြောတော့ဘူးလုံးဝမပြောတော့ငါမရှိလို့စိတ်ထဲမှာဘယ်လိုစိတ်တွေပါဝင်လာလဲဆိုတော့ဒါတော့မကောင်းတဲ့စိတ်ပေါ့နော်အာမကောင်းတဲ့စိတ်ကဘယ်လိုလဲဆိုတော့ ငါဒီအိမ်မှာအလုပ်ရလို့တော့ငါမရှိလို့လာလို့တာမဟုတ်ဘူးငါပညာလိုချင်လို့လာလို့တာဒါမှငါ့ကိုတအားဖိနှိပ်လွန်းနေပြီငါဘယ်လိုမှဆက်မတိခတ်နိုင်တော့ငါအလုပ်ထွက်မှဖြစ်တော့မယ်ပေါ့နော်ပြီးလို့ရှိရင်ဆိုင်ထဲမှာဘယ်လိုတွေပါဖြစ်လာလဲဆိုတော့နောက်ပိုင်းဆိုင်ထဲကပုံမှန်ရက်တွေဆိုလို့ရှိရင်လူမကြောက်ဘူးလေပုံမှန်ရက်တွေဆိုလို့ရှိရင်ဟိုပါစန်းလေးနဲ့ပဲပြီးတာကိုအခြေခံလားစာမရှိတဲ့ခါကျတော့ပါစန်းလေးနဲ့ပဲပြီးတဲ့ခါကျတော့အခြေခံလားစာလည်းမရှိဘူးအဲ့ခါကျတော့ခိုင်းရက်တွေကလူကပါတယ် အဖက်ဆိုတာစိတ်ရောလုံရုံနဲ့ကြာစနေတနင်္ဂနွေပဲပိတ်တာလीအစနေတနင်္ဂနွေမဟုတ်တဲ့နေ့ဆိုလို့ရှိရင်လူကမကြဘူးအခါကျတော့လူကလည်းမရဘူးနောက်ပိုင်းဘယ်လိုဖြစ်လာလဲဆိုတော့ဟိုကိုကကိုအလဲကြလို့ရှိရင်ကိုကကြာအပေါက်သွားပါညာနဲ့ဟိုဖုန်းပြောဖုန်းတပြောတဲ့အချိန်နဲ့ပါညာနဲ့ဆိုတော့ကိုအလဲကြော်သွားရပေါ့နော်ဒါတခါတလေကိုဖုန်းတပြောဆိုတာဒါကိုအမလေးနော်အလုပ်ချိန်မှာကိုကဖုန်းနေပြောနေရမျိုးဆိုတာကိုအမ အော်တခါတလေကို့အလဲမှာကို့မခေါ်တော့ဘဲနဲ့အလဲကြော်ပြီးတော့ဒီယူွားတာခေါင်းနဲ့ယူွားတာမျိုးခေါင်းဆိုတာဒီကတ်စတာမာပေါ့နော်ကို့ကင်ရမယ့်အလဲမှာကို့ပဲပေးကင်တော့ဘဲနဲ့တခြားလူကကင်သွားတာမျိုးအဲ့လိုအစားရှိတဲ့ပြင်အများကြီးပေါ့နော်ခေါင်းလူတာကြီးကြုံရရပေါ့နော်ကို့ကကြတော့အဲ့တုန်းကဖြစ်သွေးလိုက်တာဘယ်လိုဖြစ်သွေးလိုက်လဲဆိုတော့အော်ငါမှာ300ပြဿနာရှိတယ်ငါငါရဲ့ခေပေးတဲ့မှာငါ300ပြဿနာတွေကြံနေရပေါ့နော် ငါစီမှာ၃ကြာပတ်စံရှိရဲဟုတ်ပြီသူတို့လူပါစေသူတို့ပဲဦးစားပေးလိုက်မယ်ဆိုပြီးသူတို့ပေးလောက်တာများရယ်ပေါ့နော်အာပါစန်တီထုတ်လို့ရှိရင်လဲကျွန်မတလတလတော့တပတ်တပတ်တပတ်တစ်ခေါက်ရှင်းပြရဟုတ်တပတ်တစ်ခေါက်ပါစန်တီရှင်းပြရလीအခါကြာလို့ရှိရင်လဲကျွန်မအနည်းဆုံးပါစန်တီထုတ်တိုင်းကျွန်မအနည်းဆုံးဒါပေမဲ့ကျမကျင်းနေတယ်ဘာလို့ဆိုတော့ကျမအတိအကဆိုင်ဝင်ရတဲ့ရွေချက်ကကျမတို့ရဲ့လှုပ်ရုပ်လှုပ်စဉ်တို့စီရင်စရာဘယ်လိုလုပ်တယ်အဲဝင်ထမ်းတွေကိုဘယ်လိုထိန်းလဲကျမတိချင်လို့ဆိုင်ထဲဝင်လိုက်တာပေါ့နော် အော်ကျမဘာဘာမှတော့မဟုတ်သေးပေမဲ့လည်းကျမနောက်တစ်ချိန်ကျမလက်ထက်ပတ်စံရှိလာလို့ကျမဆိုင်ဖွင့်နိုင်တဲ့အခါကြလို့ရှင်ရင်အတွေ့အကြုံယူထားရဲဆိုရဲသဘောမျိုးဖြစ်အောင်ကျမဆိုင်ဝင်လုပ်တယ်ပဲဆိုပြီးအဲ့လိုစိတ်မျိုးနဲ့ပဲကျမလက်ဆက်လုပ်တယ်ပေါ့နော်ဆက်လုပ်တယ်နောက်ပိုင်းကျတော့ကျမစိတ်ထဲမှာနေရတာမပျော်လာတော့ဘူးအော်စိတ်စိတ်ထဲမှာဟိုဒီဘယ်လိုပြောရမလဲဒီ industry မှာနေရတာစိတ်မွန်းကျက်လာတယ်ပြီးတော့ နှွေးထွေးမှုမရှိဘူးလို့ခံစားရတယ်။အရာတခုခုဆိုလို့ရှိရင်ဟိုလိုနှွေးထွေးဖိမှပြီးတော့အကုန်လုံးဝိုင်းဖိမမဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့တယောက်နဲ့တယောက်ဒီလိုအပြစ်တင်မယ်အမြင်ဆောင်မယ်ဒီလိုပုံစံတွေပဲရှိရ industry ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်မဆုံးဖြတ်ချက်ချလိုက်တာကျွန်မတော့အော်ဒီဒါဆိုတော့ငါမဖြစ်တော့ဒီ industry ပဲငါမနေနိုင်တော့ငါမလုပ်တော့ဘူးပေါ့နော်ငါတခြားတင်တန်းလေးတောင်းတက်မယ်ငါအစပင်နဲ့ပတ်သက်တာတော့ငါတည်တင်းတလို့တည်ပြီးပြီဆိုငါလာမိုင်းတယ်ငါလာမြောက်တဲ့အချိန်ပေါ့နော်အလုပ်ထဲဝင်ပြီးငါလာမြောက်တဲ့ချက်ပေါ့ကျွန်မအဲ့လိုဆုံးဖြတ်ချက်ချလိုက်တယ် ။ချပြီကျွန်မတရအမေကကျွန်မဖုန်းခေါ်လာကျွန်မကျွန်မအလုတ်ချိန်ကြီးမှာပါပဲ။ကျွန်မအပြင်ထွက်ပြီးတော့အမေကိုဖုန်းပြောတယ်။အမေတမီမလုတ်ချင်တော့ဘူး။ဒီကလူတွေနဲ့အဆင်မပြေတာမဟုတ်ဘူး။တမီစိတ်ကိုကမှတမီမွန်းချက်လာတာဒီမှာကြောက်တော့ပြောမယ်။ဒီ industry ကြီးကိုကျွန်မတမီစိတ်ကမှမကောင်းလို့ခံစားလိုက်ရတယ်ပေါ့နော်။အဲ့တော့မလုတ်နိုင်တော့ဘူး။မလုတ်ချင်တော့ဘူး။သူတို့ကတော့အလုတ်တော့ပြီးမထွက်ချင်စေချင်ဘူး။သူတို့ကတော့နေဖို့ပြောတယ်ပေါ့နော်။အမေကတော့မပြောတော့ဘူးလို့အမူအကျင့်တွေလည်းမကြိုက်ဘူးလို့အဲ့လိုကြီးအဲ အလုပ်လုပ်တဲ့အချိန်ကလွယ်လို့ရှိရင်ကြံတဲ့အချိန်သဘောကောင်းကြရင်မှအလုပ်လုပ်တဲ့အချိန်ကြရင်တော့ဘယ်လိုပြောမလဲဒီကောင်းလူရရနဲ့ဘာနဲ့တည်ရမလားဒီလိုပိုင်းကြီးအဆဆရရပေါ့နော်တခြားဟာလည်းအများကြီးပေါ့လူကတော့စိတ်ထိခိုက်တဲ့ခံစားချက်တွေတော့အသေးစိတ်တော့မပြောပြတတ်ဘူးဒါပေမဲ့အဲ့လိုမျိုးအဆဆရစိတ်မပြောလာတော့ဘူးပေါ့နော်စိတ်မပြောလာတဲ့ခါမှာအမေပြောလိုက်ကြအမေသမီးကတော့မိတ်ကက်ဝါသနာပါတယ်မိတ်ကက်ထက်သက်ဖို့တော့ရှိတယ် အမေဒီအလောက်ကထွက်ပြီးမိတ်ကပ်တက်မှာနော်တိလာအဲ့ဒါအမေကိုပြောပြရအောင်မယ်ကွက်လေငယ်ငယ်လေးငယ်ငယ်နဲ့အချင်းရှိရယ်လှုပ်ချင်ပြီဆိုဇွတ်လေအာအမေပြောသမီးကတက်မှာမလို့အမေကြိုးပြောပြတဲ့ဘောပဲသမီးကအလောက်လောထွက်တော့